follow မှာကလည်း delete channel ပြန်လဲကျွလိုက်ပါ delete channel ကမြန်တော့ဖြစ်ဖြစ်တဲ့ရင်းကြောင်းတွေကိုမြဲတက်ဆက်ပြန်တဲ့ delete channel ဖြစ်တယ်မို့ကျွန်တော်ချန်နယ်ပြန်လဲဆောင်းကြောင်းတော့နောက်ခု reset လုပ်ပြတဲ့ delete ရတာဘုံကားတဲ့တင်ပြပြောရဲဘုံကားဆိုဒီပုံတိုင်းဘာလို့ပြောဆိုလာဆိုတော့ကျွန်တော်လည်းဒီကြည့်လိုက်ပါခင်ဗျာ go ကျွန်တော်ကလည်းလာပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားတယ်အကောင့်သူတွေနဲ့တောင်းကပြောမြောက်ကပြောတွေမပြောနဲ့ပြောချင်တတ်တိရှိရှိလာပြောဘယ်သူအနေနဲ့တတ်တိရှိရှိဆိုတာကျွန်တော်ရိုင်းသွားတယ်လို့ဖြစ်တယ် တဲ့တဲ့လာပြောပါပေါ့မလဲလဲလာဆွေးနွေးပါကျွန်တော်အချိန်တိုင်းဖိတ်ခေါ်ထားတယ်အဲ့ဒီမှာအဲ့ဒီအမျိုးသမီးတော့မင်းကကိုတင်ထားတယ်ဒါပေမဲ့တစ်ချိန်ဆိုရင်ကျွန်တော်အရေးမလုပ်ပထမတစ်ချိန်ကျွန်တော်လေးလူရှုပ်ပေးလိုက်တဲ့အရေးမကြီးဘူးသူအရင်တစ်ချိန်အဲ့လိုလုပ်ဖို့အခုတစ်ချိန်ရှိနှစ်ချိန်ညောင်းမှာကျွန်တော်အာခွန့်လို့ပေးလို့မရဘူးသိခံပေးလို့ อืมတိကမပေးတာလည်းမဟုတ်ပါဘူးကျွန်တော်မရှင်းမဲနေလို့မပြောဘဲနေလို့မရဘူးရှင်းရမယ်ဆိုပြီးတော့ကျွန်တော်ရှင်းတာနော်ကျွန်တော်နေနဲ့စကားချမ်းသွားတယ်ဆိုရင်ပြည်သူတွေနော်တောင်းပါမှာအဲ့မှာသူဖိုးတစ်ချိန်ကတော့ဖိုးတစ်ချိန်ကဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်တို့တွေကနော်တော်လိုက်ရေးမှာခင်ဗျားတို့တွေမနိုင်တော်မှန်းသိလို့ပို့ပို့လေးတစ်ခုတင်တာခင်ဗျားတို့တွေမနိုင်တော်မှန်းသိလို့ကျွန်တော်တို့ ညီကိုမောင်နှမတွေကျိုးဝိုင်းကိုတတ်ပြီးကူတာလို့ပြောတယ်။အဲ့ဒီမှာသူကကူတယ်ဆိုတာပါပြက်တယ်ညာပြက်တယ်ပေါ့ကူတာမဟုတ်ဘူး။အလုံးကုတာဝန်ကိုယူနေကြတာဆိုပြီးစကားကိုကတ်တဲ့ပုံလေးတင်။ကျွန်တော်ကူတယ်လို့သုံးတယ်။ကျွန်တော်စကားကိုကျွန်တော်ကူတယ်လို့သုံးတဲ့အကြောင်းကျွန်တော်ပြောပြ။ကျွန်တော်တို့ကသူတို့နဲ့အကြီးနိုင်ငံရေးကိုအားကိုးခဲ့။ရှင်းရှင်းပြောတယ်။နောက်ကဝန်းရံရုံလောက်ပဲ။အခုကဝန်းရံလို့မရဘူး။ချိတ်ထိတက်ပြီးတော့ဂျိုးဝိုင်းနဲ့ထိတက်ကူမရမှာမလို့ကျွန်တော်တို့ကူတယ်။ ကူတယ်ဆိုတဲ့စကားသုံးဖို့ရှိအဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုမှာပိုက်ဆံတော်လန်ကြီးကိုထောက်ပံ့နေတဲ့လူတွေအာကျွန်တော်ပိုက်ဆံတသိန်းတာဝန်ယူပါတယ်သိန်းတရာတာဝန်ယူပါတယ်သိန်း50တာဝန်ယူပါတယ်လို့ပဲသုံးကြမှာလေသိန်း50ကူပါတယ်သိန်းတရာကူပါတယ်လို့ပြောနေကြတာကူတယ်ဆိုတဲ့စကားကကျွန်တော်တို့ဒီမှာသုံးလို့ရအပြန်အလှန်ကူနေကြလို့ကူတယ်လို့သုံးဖို့ရှိတယ်အဲ့ဒီမှာကူတဲ့အကြောင်းကိုဘာညာဖွဲ့ဖွဲ့နဲ့နဲ့သူ post မှာရေးပြီးတော့ကျွန်တော်ຫນွေဦးမင်းအောင်လိုင်းဆိုပြီးတော့သူစောင်းမြောင်းပြောတယ်ကျွန်တော်ကပြောရင်တဲ့ပဲပြောမှာစောင်းမပြောဘူးအခု ကျွန်တော်တို့ NUG လုံးဝဖောင်းမထုတ်ဘူး NUG ကိုသူတို့ချစ်တယ်ဆိုတာကမှသူတို့အကျိုးပါကောင်းပါလေဦးကျွန်တော်ကကျွန်တော်အကျိုးရှိရှိမရှိရှိ NUG ကိုလိုအပ်လာအသက်ပေးပြီးကောက် NUG မှန်မှန်ကန်ကန်လာရှိပလေးနော်ကျွန်တော်ကအဲ့လိုဆုံးဖြတ်ထားတယ်အဲ့ဒီမှာအဲ့ဒီတော့ကနှွေဦးမင်းအောင်လိုင်းလို့ပြောတယ်နှွေဦးမင်းအောင်လိုင်းဆိုတာမင်းအောင်လိုင်းဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့် နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလောက်တာကတပိုင်းနော်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများများနိုင်ငံရေးလောက်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေပြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေပြည်သူကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုးချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်တာပြောနေတဲ့သူတွေအဲ့လိုမျိုး အဲ့ဒါမင်းအောင်လိုင်းတော့အဆုနော်ပြည်သူကိုဟောနော်သူတို့ဘာတွေလှုပ်ပေးနေပါလဲဘလို့တိုးတက်အောင်လှုပ်ပေးနေပါလဲဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအကျိုးစီးပွားတဲ့သူတို့အကျိုးစီးပွားကိုပဲလှုပ်သွားကြတဲ့အဆုနိုင်ငံရေးတပိုင်းလှုပ်ပြရင်းနဲ့မိမိမိသားစုအကျိုးစီးပွားကိုလှုပ်နေတဲ့မိမိမိသားစုအကျိုးစီးပွားကိုများများလှုပ်နေတဲ့အဆုအဲ့ဒါမင်းအောင်လိုင်းတော့အဆုအဲ့ဒါနဲ့တူရင်ကျွန်တော်ကຫນွေဦးမင်းအောင်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူး ကျွန်တော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတာရှိရင်ဒေတာအချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးတာနော်ပြည်သူဟိုပြည်သူအကျိုးစီးပွားဟာမင်းတို့ဘလို့တိုးတက်တော့မယ်ငါတို့လုပ်ပေးနေတာဘလို့တွေအဆင်ပြေတော့မယ်လို့လိန်ညာပြီးတော့ပြည်သူအကျိုးနိုင်ငံအကျိုးကနည်းနည်းနဲ့မိသားစုအကျိုးစီးပွားကအများများလုပ်နေတဲ့ကောင်လည်းမဟုတ်ဘူးကြာဒါတဲ့တယ်လေးပြောတာကျွန်တော်အဲ့တော့ຫນွေဦးမင်းအောင်လိုင်းနဲ့နိုင်တယ်အကျိုးတွေဒေါသထွက်ကြမထွက်နဲ့ ကျွန်တော်လစ်လို့ရှုထားလိုက်တယ်။ဒါပေမဲ့နောက်တစ်ကြိမ်ဆိုရင်တော့ကျွန်တော်အဲ့ဒီကိစ္စပြင်ရှင်းမယ်။ကျွန်တော်ပြည်သူတွေကိုပြောတယ်။ဆိုင်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 သွားမပြောနဲ့။အကျင့်ပါ။နော်တိုင်းတိုင်းဆိုင်ဆိုင်အာဘော်တွေနဲ့အရသာခံတတ်တဲ့အလေးအကျင့်စိုးတွေထွန်းကားနေတဲ့တိုင်းပြည်မို့လို့လားအဲ့ဓာတွေကိုဘာမှမဖြစ်ဘူးထင်တယ်ဒါတွေကဆက်စရာလည်းကောင်းတယ်ညွန်စရာလည်းကောင်းတယ်ကျွန်တော်အားပေးတဲ့ပြည်သူတွေဝန်ရံတဲ့ပြည်သူတွေကိုကျွန်တော်ခဏခဏတောင်းပန်တယ်အခုလည်းမြတ်တာရဲ့ခံတယ်အကျင့်တွေပြောင်းပါနော် ဆဲတာဆိုတာပွဲစီတဲ့ဒီနိုင်ငံမှာအဲ့ဒါတွေကိုလိုက်မတုပါဘူး။ဘာလဲမဆဲပါနဲ့။ပြောစရာရှိရင်ကျွန်တော်တဲ့တဲ့ပြောမယ်လို့အပ်လာတဲ့အချိန်ကျွန်တော်အမြဲတမ်းကျွန်တော်အခွဲကျွန်တော်ဝင်းရံသူတွေကျွန်တော်ပြည်သူတွေကိုကျွန်တော်အမြဲတမ်းပြောပါ။အခုလဲလာပြီ။နော်။အော်ခုနကစကားကိုကျွန်တော်ပြောပြ။ကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲရတဲ့ကြီးပဲ။နေခြင်းအနေစားခြင်းအစားသူတို့ဘာသာပြည်သူနဲ့တသားတဲ့ကျွန်တော်ပြစ်ထား။ဘယ်နိုင်ငံသားမှမပေါ့။ ကျွန်တော်ပြည်သူတွေကငွေလိမ်ပြီးတော့နော်အို့လို့ရရှင်းရှင်းပြောနော်ကျွန်တော်မှာတားရှိတယ်မျိုးသမီးလည်းရှိတယ်ဒီမျိုးဒီနဲ့ကိုနဲ့ဟိုအစောပိုင်းကလေးလမ်းခွဲသွားခဲ့ထားတော့အခြားအကြောင်းအရာတွေရှိသေးတယ်ဒါအပြည့်စုံပြောပြနေလို့လည်းမရတော့ကျွန်တော်မိသားစုတွေကျွန်တော်ဇနီးမယားတိပညာတတ်ပဲ တိုင်းကြပါကျွန်တော်ဇနီးမယားလည်းပြင်ရတဲ့ပဲနော်တော်လိုင်းအိမ်မှာသဘောထားမတိုက်ဆိုင်လို့ပြောတာကျွန်တော်ကိုကြိုးစီပါချင်းဟုတ်ပြီနိုင်မခဏလေးစောင့်အောင်ငါဒုက္ခမရောက်စေရဒုက္ခကြောက်လို့ငါနဲ့ကွဲသွားတာမျိုးတော့မလောက်ပါနဲ့အာနေတော့အစဉ်ပြေအောင်ငါနိုင်ငံသားပုံနော်အဲ့ဒီမှာလောက်ကန်စားကြလို့လည်းမပြောမချက်ရင်တော့အဲ့ဒီအနစ်နာတွေအဲ့ဒီဒုက္ခတွေမခံနိုင်ရင်တော့ဒီကနေ့မှာငါသားသမီးငါမိသားစုချက် ပြည်သူအများအမြင်လာတယ်ဘသူမှပုံမကြည့်ဘူးအိမ်ကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြက်ပြောပြီးထွက်လာတယ်ဒါနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့ဒီကနေ့ဒီဘယ်မှမပုတ်နိုင်ငံရေးမှာအကျိုးစီးပွားတဝက်နဲ့လုပ်နေတဲ့ကောင်းကိုကျွန်တော်ကຫນွေဦးမင်းအောင်လိုင်းလို့ပြောခံရလက်နက်နဲ့အနိုင်ကျင့်တာရှိရင်လေဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုအနိုင်ကျင့်တာတစ်ခုရှိရင်လာခဲ့ကျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီးလား နော်တော်လန်ကြီးအချိုးစည်းဝါးကိုကြည့်လို့မပြောပါဘူးလို့လည်းပြောသေးတယ်ဒါတွေနဲ့လိုက်ပြီးပုံဖြတ်နေအမှန်ကတော်လန်ကြီးအချိုးစည်းဝါးကိုကြည့်လို့နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကချင်းချင်းပြောရင်အဲ့လိုထိုးချခြင်းနေမဲ့ခိုင်လုံတဲ့ဒေတာအချက်အလက်မရှိတဲ့အခါကျတော့အချက်လက်မလို့တဲ့ပြောစကားကိုတုံးပြီးထိုးချတာကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ကလေးလေးမဟုတ်ဘူး ကျွန်တော်နိုင်ငံရေးသမားလူလိန်နေနဲ့ရောအရက်မှလူလိန်လူညာတွေမာယာသမားနေနဲ့ရောကျွန်တော်အများကြီးတွေ့ခဲ့သူနော်ဟိုမှာသူများနိုင်ငံမှာတွားပြီးတော့ကုမ္ပဏီမှာအထိကျွန်တော်တော့မန်နေဂျာရာဒူးနဲ့အလုပ်လုပ်ခဲ့ဘူးရဲ့လူတွေအများကြီးနဲ့ကျွန်တော်တွေ့ဘူးတဲ့နော် NGO မှာလည်းလုပ်ခဲ့ဘူးတဲ့အရက်မှာလည်းစီးမဲ့ကမ်းမဲ့ဘဝတွေနဲ့လည်းကျွန်တော်ကျင်လည်ဘူးတဲ့ ဘယ်သူကဘာပြောရင်ဘာဆိုတာသိအမှန်ကတော်လန်အေးရဲ့မျက်နာကိုထောက်နေလို့နော်လူလူယုံကြည်မှုတွေပြတ်သွားမှာဆိုလို့တော်လန်အေးပြတ်သွားမှာဆိုလို့ငါတို့ကမပြောသေးတာမပြောသေးတာနဲ့အကောင့်သူတွေနဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်နေတာကတော်လိုင်းရဲ့အကျိုးစီးပွားကြည့်လို့မဟုတ်ဘူးငါတို့အကျိုးစီးပွားကိုထိတယ်မဲ့စကားတွေဒီကောင်ပြောနေလို့ဒီကောင်ကိုထိုးချခြင်းနဲ့ထိုးချစရာခိုင်လုံတဲ့ဒေတာအချက်လက်ကလည်းမရှိတော့တော်လိုင်းရဲ့မျက်နှာကိုထောက်လို့မပြောတာပါဖုံးတာလားတော်လိုင်းရဲ့ပြီးရင်တွေးကြမယ်ဆိုတာမျိုးတွေနဲ့စကားလုံးနေနဲ့ ပြောပြောပြီးတော့ထိုးချခြင်းကြအဲ့ဒီအဲမှာအဲ့ဒီအမျိုးသမီးလဲဘာကောင်းပါလဲရှင်းရှင်းပြောရင်ကျွန်တော်တို့အစိုးရမှာလဲလိုအပ်လာရင်သတင်းတုံ့ပြန်တော့နော်သတင်းစုဆောင်ဖို့သူ့မှာလဲတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိရင်ရှိလိုက်အဲ့ဒီအမျိုးသမီးအဲ့ဒီအဲမှာပါခြင်းလဲပါနေလိုက်ကျန်တဲ့အကောင့်တူတွေနော်ကျွန်တော်ကတဲ့တဲ့ပဲဖိတ်ခေါ်ပါတယ်အားလုံးကိုခဏခဏလည်းဖိတ်ခေါ်တာ ျွန်တော်နဲ့ပတ်သက်ပြီးတော့ data အချက်လက်တွေကင်ပြီးတော့စကားပြောရမယ်ဆိုရင်အခုကျွန်တော်နဲ့ပတ်သက်ပြီးပြောသွားတယ်အဲ့ဒီမတ်ပန်ဆဲလို့ဆိုတဲ့အမျိုးသမီးအပါဝင်အခြားအကောင့်တူနေတဲ့တိုက်ခတ်တိုက်ခိုက်နေတဲ့အုပ်စုတွေရောအခြားအဖွဲ့တွေရောပုံကိုတွေရောလူလူကိုကိုစားပြုနိုင်တဲ့လူတွေနော်ကြိုက်တလောက်ကြိုက်တလောက်ကျွန်တော်တို့တက်လာခဲ့ပါကျွန်တော်တယောက်တစ်ဖြစ်ရှင်းပြီ public မှာရင်းရင်းကြီးကြီးပဲကျွန်တော်တို့စကားပြောရအောင်